welcome to superhero headquarters အခုကျွန်တော်ထိုင်းနိုင်ငံမှာ လုပ်နေတဲ့လုပ်ငန်းတွေတဲကမှ နောက်ထပ်လုပ်ငန်းတစ်ခုရှိကိုကျွန်တော်သွားနေပါတယ်ပြီးခဲ့တဲ့အခေါက်တုန်းကတော့ကျွန်တော် LM Hostel အကြောင်းကိုကျွန်တော်ရိုက်ပြခဲ့ပြီးပြီးအဲ့တော့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဘာလုပ်ငန်းဖြစ်မလဲဘယ်နေရာမှာရှိတယ်လဲဆိုတာကိုသိရဖို့အတွက်ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါဦး မင်္ဂလာပါအားလုံးမင်္ဂလာပါဆမိုင်းမင်္ဂလာပါဆမိုင်းဒီနေ့အာចောင်းသားတာဂက်ရဲ့ဘလောက်ရာခိုင်နှုန်းထိလဲဆမိုင်းတာဂက်ရဲ့80ကျော်ရာခိုင်နှုန်းဟုတ်80ရာခိုင်နှုန်းတော့ထိတယ်အော်โอเคအဲ့တော့ကျွန်တော်တို့ဒါဟိုကောင်းတဲ့အနေထားလို့ပြောလို့ရတာပေါ့နော်အဲ့တော့ဆံမကြီးတို့ကဒီတရားရခိုင်နှုန်းပြေဖို့အချိန်ကြံသေးလားဒီတရား target ပြေဟုတ်တရားရခိုင်နှုန်းပြေဖို့အချိန်ကြံမှာတည်းရ very good ที่เราอะมิงลาวะมิงลาวะใช่ไหมจิตรบาลได้ใช่ไหม အခုကျွန်တော်မဲဆောက်မှာကျွန်တော် invest လုပ်ထားတဲ့ကြောင်းလေးတစ်ကြောင်းကိုကျွန်တော်ရောက်နေပါတယ်။ကြောင်းလေးရဲ့နာမည်ကတော့ Engine Kit Learning Center ဖြစ်ပါတယ်။မကြခင်မှာကျွန်တော်တို့ International School ဖြစ်တော်မှာပါ။အဲ့တော့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှထူးခြားတာတစ်ခုရှိတယ်။အဲ့ဒါကကျွန်တော်တို့ကတခြားလုပ်ငန်းတွေကြတော့ကျွန်တော်ကိုယ်တိုင် founding လုပ်တယ်။ပြီးတော့မှကျွန်တော်က development business development လုပ်တယ်။အဆင်ပြေပြီဆိုမှကျွန်တော်က investor တွေခေါ်လိုက်တာ။ ဒါပေမဲ့ဒီ business ကြတော့ကျွန်တော်ကိုယ်တိုင် founding လုပ်တာမဟုတ်ဘူးအဲ့တော့ founder တွေရှိတယ်သူတို့ founding လုပ်လာတာကလည်းနှစ်နှစ်ပြည့်တော့မယ်အဲ့ဒီကိုကျွန်တော်ဝင်ပြီးတော့မှ invest လုပ်တာအဲ့တော့ invest လုပ်ပြီးတော့မှကျွန်တော်ကဒီ business leading role ကိုကျွန်တော်ယူလိုက်တာအဲ့တော့ကျွန်တော်ဒီအကြောင်းလေးကိုဘာကြောင့်မလို့ invest လုပ်ဖြစ်ရသလဲဆိုတာလေးကိုကျွန်တော်ပြောပြအောင်မယ်ကျွန်တော်မြန်မာပြည်မှာနေတုန်းကကျွန်တော်အသားကိုကျွန်တော် international school ထားဖို့ ျွန်တော် international school တွေလိုက်ပြီးတော့မှစုံစမ်းကြည့်တာအကုန်လုံးကောင်းတယ် curriculum တွေလည်းကောင်းတယ် facilities တွေလည်းကျွန်တော်တို့ကောင်းတယ် resource တွေလည်းကျွန်တော်တို့ကောင်းတယ်အားလုံးကောင်းတယ်တခုပဲအဲ့ဒါကဈေးကြီးတာအဲ့တော့ဈေးကြီးဆိုလဲကြီးမှာပဲကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ကျောင်းရဲ့ expense တွေကအများကြီးရှိတယ်เนาะနိုင်ငံတကာကကျွန်တော်တို့ native speaker တွေကျွန်တော်တို့ခေါ်ထားရတယ်ဆရာဆရာမဈေးတွေအများကြီးရှိတယ် curriculum fee တွေကျွန်တော်တို့ရှိတယ် infrastructure လည်းသူတို့ကကောင်းကောင်းကျွန်တော်လုပ်ထားရ ဲ့တော့ကျွန်တော်အတွက်ကကျွန်တော်သားတယောက်တည်းအတွက်ဆိုလို့ရှိရင်ကျွန်တော်ကအကြောင်းအံ့နိုင်တယ်ကျွန်တော်ထားနိုင်တယ်သို့တော့ကျွန်တော်တို့ကသားသမီး3 4ယောက်ရှိရင်ဘယ်လိုလုပ်မလဲအဲ့အကြောင်းမှာကျွန်တော်တို့ထားဖို့ကျွန်တော်ခက်နေမယ်။ဘာကြောင့်လဲဆိုတော့ကုန်ကြမ်းစည်းအကြောင်းပေါ့။အဲ့တော့ကျွန်တော်အဲ့တုန်းကစဉ်းစားမိတာ။ဘာလို့စဉ်းစားမိတာက International Curriculum ကိုသင်ပြီးတော့မှဈေးနှုန်းတက်တက်တာတာလေးနဲ့ဖွင့်ရရင်ကောင်းပါပဲဆိုပြီးတော့မှကျွန်တော်စဉ်းစားဖြစ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော် အလန်းဝေးတယ်လို့ယူဆပြီးတော့ပဲကျွန်တော်မဆခဲ့ဘူး။အဲ့တော့ဒီလိုနဲ့ကျွန်တော် ထိုင်းရောက်လာတယ်ထိုင်းရောက်လာတဲ့အခါမှာပို့ပြီးတော့အလန်းဝေးသွားတယ်သူများနိုင်ငံမှာအဲ့လိုမျိုးကျောင်းတစ်ကျောင်းထောင်မှု international school ထောင်မှုဆိုတာကတော်တော်ကြီးကိုခတ်လိုက်မယ်လို့ကျွန်တော်ခံယူပြီးတော့မလုပ်ဖြစ်ဘူးဒါပေမဲ့ကျွန်တော်ဒီ engine kit ဒီ learning center ရဲ့ founder နဲ့ရင်းနှီးလာတဲ့အခါမှာကျွန်တော်နဲ့ရည်ရွယ်ချက်ချင်းတူနေတာကိုကျွန်တော်သွားပြီးတော့မှတွေ့တယ်အဲ့တော့သူကလည်း international curriculum ကိုပဲမြန်မာလူမျိုးတွေကိုပဲသူကရေလုံးတက်တက်တာတာနဲ့သင်ပေးချင်တာအဲ့တော့ Cambridge curriculum သူက အဲ့တော့သူကလည်းဒီမှာ international school ထောင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အလံမွေးတော်ဘူးဆိုပြီးတော့မှကျွန်တော်သူနဲ့စကားတွေပြောပြတယ် business အကြောင်းတွေကျွန်တော်တို့ပြောတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့က potential အရန်ကောင်းတယ်နော် potential ဖြစ်လာနိုင်မယ့်အခြေအနေတွေပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါ business တစ်ခုမှဆိုလို့ရှိရင် low risk risk နဲ့ပြီးတော့မှ high potential ဖြစ်ဖို့လိုတယ်ဆုံးရှုံးနိုင်ရည်နဲ့ပြီးတော့မှအမြတ်များတဲ့လုပ်ငန်းတွေကျွန်တော်တို့ကလုပ်ဖို့တင့်တော်တဲ့လုပ်ငန်းဖြစ်တယ် အဲဒါကြောင့်မို့လို့ကျွန်တော်တို့ကကရီကူလန်ကလည်း international ကရီကူလန်ဖြစ်တယ်။ညမြန်မာလူမျိုးတွေညမြန်မာကလေးတွေကိုကျွန်တော်တို့သင်ပေးတဲ့အကြောင်းလေးဖြစ်တယ်။ဈေးနှုန်းကလည်းအသက်တာဆုံးလောက်ထားတဲ့အကြောင်းလေးဖြစ်တဲ့အတွက်ကျွန်တော်ကဝင်ပြီးတော့မှ invest လုပ်ဖို့ဆုံးဖြတ်လိုက်တာ။ဒါကတော့ကျွန်တော်ကဒီလုပ်ငန်းထဲမှာရင်းနှီးမြှုပ်နှံရတဲ့အကြောင်းရင်းပြောရမယ်ဆိုလို့ရှိရင်တော့စိတ်ရင်းစေနာပေါ်မှာအခြေခံပြီးတော့မှရင်းနှီးမြှုပ်နှံလိုက်တာ။ တခုရှိတာကကျွန်တော်တို့ကစည်ရင်းစေနာတခုနဲ့နဲ့တော့ business ကျွန်တော်တို့ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ pride ပဲဖြစ်နေမှာအဲ့တော့ကျွန်တော်ကဒီ business ကိုလုပ်ကိုလုပ်မယ်ဆိုပြီးတော့မှခိုင်မာစေတဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ business point of view ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကအကြောင်းသားတယောက်ရထားပြီဆိုလို့ရှိရင်တနည်းလုံး subscription ကိုသူကရတော့တာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဝင်ဝင်နေနဲ့ခိုင်မာသွားတာပေါ့ ကျွန်တော်တို့ဆိုလို့ရှိရင်အခုသင်တန်းနေပြီးတယ်။ကျောင်းသားကိုကျွန်တော်တို့ကတံတန်းတိုင်းကျွန်တော်တို့ရှာနေရတာ။ဒီလို Academic Education Business ကကျွန်တော်တို့တစ်ခါရှာထားရင်တစ်နှစ်လုံးစာကျွန်တော်တို့ကရပြီ subscription အတွက်။ဒီအချက်တစ်ချက်ကကျွန်တော်ကိုပို့ပြီးတော့မှမြုံနှံဖို့အတွက်ပို့ခိုင်းမှသွားစီတယ်။အဲ့တော့အခုချိန်ရစပြီးတော့မှကျွန်တော်ကျောင်းရဲ့ insight လေးတွေကျွန်တော်ပြောပြမယ်။လုပ်ငန်းရှင်အနေနဲ့ရေးကြည့်ပါတယ်။အဲ့တော့ဒီလုပ်ငန်းရဲ့အားသာချက်ဆိုလို့ရှိရင်ဗာလဲဆိုတော့နေဆက်မျိုးဖြစ်တယ်သူက။နော်နေဆက်မျိုးဖြစ်တော့မြန်မာ family တွေမှာအများကြီးရှိတယ်။ เนาะမြန်မာ family တွေအများကြီးရှိတယ်။ပို့ပြီးတော့မှကောင်းတာကတမျိုးလုံးမှာကျွန်တော်တို့လိုကြောင်းမျိုးကဒီတကြောင်းပဲရှိတယ်။ဘလို့ကြောင်းမျိုးလဲဆိုတော့ကျွန်တော်တို့က international curriculum ကိုသင်တယ်။ facility စုံတယ် resource တွေလည်းကျွန်တော်တို့ကောင်းကောင်းရှိတယ်။ဒါပေမဲ့ဈေးကြတော့ဒါအနေနဲ့เนาะနည်းနည်းလေးနဲ့ကျွန်တော်တို့သင်ပေးတာ။ဒါကကျွန်တော်အကြောင်းရဲ့အားတကျ။အဲ့တော့ကျွန်တော်ဒီမျိုးမှာ migrant ចောင်းနေဆိုအများကြီးရှိတယ်။ အဲ့တော့မိုက်ခရိုကြောင်းတွေအများကြီးရှိတာဖြစ်တဲ့အတွက်ခြေပြောင်းလုပ်သားတွေရဲ့တာသမီတွေအတွက်ကြတော့ကျွန်တော်တို့ကကြောင်းနေတာအဆင်ပြေတယ်။အဲ့တော့နည်းနည်းတက်နိုင်တဲ့သူတွေ International School ကို join နေတဲ့သူတွေကြကျွန်တော်တို့ကြောင်းကပို့ပြီးတော့မှအဆင်ပြေသွားတာ။ဒါကကျွန်တော်တို့ကြောင်းရဲ့အားသာချက်။အဲ့တော့အားနည်းချက်လာပြီ။အားနည်းချက်ကတော့ကျွန်တော်တို့ကျွန်တော်စပြီးတော့မှဒီမှာဝင်းပါတဲ့အချိန်မှကို infrastructure တွေကကျွန်တော်တို့ကစုံအောင်လုပ်နေရတာ။နောက်ထပ်2လ3လနေမှကျွန်တော်တို့ infrastructure ကျပြီးတော့မှစုံမှာ။ နော်ဟောနောက်ပြီးတော့မှဒီကြောင်းမှာကျွန်တော်တို့ဒီ infrastructure အားနေခဲ့တဲ့အတူကကျွန်တော်တို့ဖြစ်ခဲ့တဲ့အာပြဿနာလေးတွေကျွန်တော်တို့ရှိခဲ့တယ် founder နဲ့ပတ်သက်တဲ့ဒီလူမှုရေးပြဿနာတချို့လည်းကျွန်တော်ရှိခဲ့တယ်အဲ့တော့ကျွန်တော်လက်ထက်မှာတော့ကျွန်တော်ကအဲ့ဒါကြီးကျွန်တော်တို့ပြန်ပြီးတော့မှပြုပြင်ရမယ်ပြောင်းလဲရမယ်ပိုကောင်းတဲ့ဘက်ကိုသွားရမယ်နော်ဒါကတော့ကျွန်တော်တို့လုပ်ငန်းရဲ့အားနေချက်ပေါ့အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့လုပ်ငန်း insight တွေကိုကျွန်တော်တို့ပြောခဲ့ပြီနော်လာပြီးအရေးကြီးဆုံး insight လာပြီ အဲ့တော့တခြားသူတွေဆိုလို့ရှိရင်ဒီ insight ကိုပြောပြမှာမဟုတ်ကျွန်တော်တော့ကျွန်တော်ပြောခဲ့ပြီးပြီးကျွန်တော်လုပ်ငန်း insight တွေကျွန်တော်ပြောပြမယ်ဆိုပြီးတော့မှပြောခဲ့တဲ့အတွက်ဒီ insight ကိုကျွန်တော်ပြောတာအဲ့တော့အဲ့ဒါတော့ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်အတွက်ယင်အခုံဆုံးအရာပဲကျွန်တော်ရင်ယင်အခုံညာဆုံးသောအရာကိုမပြောခင်မှာကျွန်တော်ဒီချေဒီเจ้าရဲ့ founder ဒီချေယူကိုလည်းကျွန်တော် interview ထားပါတယ်အဲ့ interview လေးတစ်ချက်ကြည့်ပေးပါဦး ဆရာမမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကအခုဆရာမဒီလိုလေးဒီကျွန်တော်အင်ဂျင်ခေအကြောင်းရဲ့အကြောင်းလေးကိုကျွန်တော်ရိုက်နေတာပေါ့နော်ကျွန်တော်ရဲ့ဒီ audience တွေကိုကျွန်တော်လုပ်နေတဲ့လုပ်ငန်းအကြောင်းလေးတွေရိုက်ပြနေတာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ဆရာမကိုမင်းကုန်းလေးတွေမေးမယ်ပေါ့နော်အဲ့တော့ဆရာမအနေနဲ့ကဒီလုပ်ငန်းတွေအများကြီးလုပ်လို့ရတဲ့ထဲမှာဘာလို့ဒီ industry ကို education industry ကိုဆရာမယူခဲ့တာလဲမသိဘူးဟုတ်ကဲ့အဲနံပါတ်1ကကျမဝါသနာပါလို့ပါနံပါတ်2ကကျတော့ကျမသားလေးကြောင့်ပေါ့နော် အဲကျမသားလေးကိုဒီထိုင်းနိုင်ငံကိုရောက်ခါစားမှာကြောင်းလိုက်အပ်တဲ့အခါမှာဒီကလေးကအာယုံမစူးဆိုင်နိုင်နဲ့ဟိုပြဿနာလေးရှိတာပေါ့နော်ဆိုတော့အဲ့ဟာလေးကိုကလေးစာတင်လို့အဆင်မပြေဘူးပါဘူးပြောတော့ကျမကလည်းဒီလက်ရှိလုပ်နေတဲ့အလုပ်ကိုဆွတ်လုပ်ပြီးတော့ကလေးအတွက်ကိုဒီကိုလေးဝါသနာလည်းပါတယ်ဆိုပြီးတော့ကိုယ်နေနေပြောရအောင်နော်စွန့်စားပြီးတော့ဒီ industry ကိုပြေးချင်တာအဲ့ဆိုကျမဒီလုပ်ငန်းကိုချစ်ချင်းမြတ်တာနဲ့ဟိုစတင်တယ်လို့ပြောရင် မှန်မှန်ပဲပေါ့နော်တရားရတိုင်းလုံးမှန်ပါလေဆရာမေတ္တာကြောင့်ပေါ့နော်ဟုတ်ပါပြီဆရာအဲ့တော့အမှန်နဲ့ဒီဒီ industry ရဲ့ဝင်နေတာကဒီအကြောင်းပေါ့နော်ကျွန်တော်တို့ကအခုဆိုလို့ရှိရင် international school နေနဲ့ပြောင်းလာမှာပေါ့နော်ဘာကြောင့်မို့ international school ကိုရွေးလောက်တာလဲပေါ့ဒီလုပ်ငန်းဟုတ်ကဲ့ကျမကဒီမြန်မာပြည်မှာတော့ international school မှာလုပ်ထူတဲ့အတွေ့အကြုံရှိတယ်ပေါ့နော်လင်းနေအတွေ့အကြုံရှိတယ်အဲ့ဒီတော့ကကျမတို့ကိုဒီကျောင်းတစ်ခုကိုဘယ်လိုဦးစီးတည်ထောင်လဲဆိုတဲ့ဟာလေးတွေပေါ့နော်ကိုချင်းအဲရထားဖို့ပါဆရာ ပြီးတော့ဒီမူဂျိုကနေစပြီးတော့ primary secondary တွေထိပေါ့เนาะကျမတို့ဒီသင်သင်ခဲ့ပူပါတယ်ရှင်ဆိုတော့ဒီလေးနှစ်လွတ်ကြုံအောင်ရခဲ့တဲ့ဟာတွေကိုကျမတကယ်ကိုအဲ့ဒီချိန်တော့အဲ့ဒီဘဝလေးကိုတကယ်ကိုပျော်ခဲ့တယ်ပေါ့เนาะဒါကိုယ့်ရဲ့ဝါသနာကိုတွေးခဲ့တာပေါ့เนาะဆိုတဲ့အခါကျတော့ကျမအဲ့ဒါတခုရယ်ပြီးတော့ဒီပညာရေးอ่ะဩကျမတို့သင်ခဲ့တဲ့ပညာရေးနဲ့မတူပါလားဒီပညာရေးကတကယ်ကိုကောင်းပါလားဆိုပြီးတော့ကျမစဉ်းစားမပြတ်လဲလေ့လာဖြစ်ခဲ့ပါတယ်ဒါမဲ့ ဒါ business တွေလုပ်တယ်ဆိုရင်လည်းဒီဘက်မှာတော့မရော့ဘူးပေါ့နော်။ဒါလို့ကို့မှာတားလေးတမိလေးရှိနေတဲ့အခါကျတော့ကျမကဒါလေးကိုဟိုအဆက်အသွယ်မပြတ်တော့အမြဲလေးလာဖြစ်ပါတယ်။အဲ့တော့ဒီဘက်ရောက်တော့ကျမအနေနဲ့ဒါလေးကိုပြန်ဝမ်းမှုကအခက်အခဲမရှိတဲ့အတွက် ပြီးတော့ဒီအလုပ်ဒီအလုပ်တွေထဲမှာတမအာဇီဝအကြဆုံးအလုပ်လို့ကျွန်မခိုင်းနေတာလည်းဒါလေးကိုရွေးချယ်ပေးခဲ့ပါတယ်။ Okay very good เนาะရန်ကောင်းပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းခုဒါဒီ knowledge business ထဲမှာနေနေရပါတော့ဟုတ်ပါပြီဆရာမအဲ့တော့ဆရာမလေးတည့်ရတဲ့အချိန်မှာကျွန်တော်လုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော် USP ဆိုတာရှိတယ်ပေါ့နော် unique selling point ဆိုတာရှိတယ်ဒါမှမဟုတ် unique selling proposition ဆိုတာရှိတယ်ပေါ့အဲ့တော့ USP ဆိုတာကကျွန်တော်တို့ကကိုယ်လုပ်ငန်းကတခြားလုပ်ငန်းနဲ့မတူတဲ့အရာတွေပေါ့ဒီအကြောင်းနေเนาะ ီเจ้าเนี่ยအများကြီးကဒဲကမှာမဘာကြောင့်မလို့အင်ဂျင်ခစ်ကိုပဲကြောင်းလာရပါတယ်ဟုတ်ကဲ့အဲ့ဒါတော့ကျမရဲ့ဒီစတင်တည်ထောင်ရဲ့ရည်ရွယ်ချက်ပါပေါ့နော်ဒီလိုကျမတို့လိုဒီရွှေ့ပြောင်းလာတဲ့သူတွေနောက်ပြီးတော့ရှင်ဒီထိုင်းမြန်မာပေါ်လာမှာရှိနေတဲ့အဲကလေးတွေအကုန်လုံးပေါ့ဒီထိုင်းမြန်မာနယ်စပ်ဒေသမဲဆောက်တပ်ခရိုင်မှာရှိနေတဲ့ကလေးတွေအကုန်လုံးကိုဈေးနှုန်းသက်သာပြီးတော့ဒီ international curriculum စစ်စစ်ကိုအစင်တိုင်းမြင့်မြင့်လဲပေါ့နော် facility ပြည့်ပြည့်စုံစုံနဲ့ရဖို့ပါရှင် ။အဲဆိုလို့ရှင်ဆရာမပြောတာကျွန်တော်ဒီနေဆက်မှာရှိတဲ့ကျောင်းနေထဲမှာဆရာမကဒီ international curriculum ပေါ့နော် curriculum လည်းသင်တယ်ဈေးနှုန်းအ ਨੇ ဆုံးဖြောင်းလာလောက်ထားတယ်ဒီ resource တွေ teaching resource တွေကိုလည်းအကောင်းဆုံးလောက်ထားပေးတယ်ဆိုရင်မှန်ပါပေါ့နော်ဟုတ်ပါတယ်ဆရာ Okay good very good အဲ့တော့ကျွန်တော်တို့ဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ cover လို့ပေါ့ကျွန်တော်လုပ်ငန်းတစ်ခုမှာကျွန်တော်တံမိုးထားတဲ့အရာတွေရှိတယ်ပေါ့အဲ့တော့ဆရာမတို့ကျောင်းနေနဲ့တံမိုးထားတဲ့အရာတွေအပါတယ်ပေါ့အဲ့ဒီအရာကိုထိလို့မရအောင်ဆိုတာတွေကဘာတွေဖြစ်မလဲ cover လို့သိတယ် โอเคဒီကကိုဘဲလူကတော့ကျမတို့ဒီအကြောင်းမှာရှိနေတယ်ဒီဆရာဆရာမတွေရဲ့တင်ကြောင်းမှုကွက်လက်တီပေါ့အဲ့ဒါရယ်ပြီးတော့ကျမတို့လုပ်ငန်းပေါ်မှာထားတဲ့ဒီစိတ်စိတ်နာပေါ့เนาะကျမတို့တမိုးထားအဓိကအချက်တည်းကတော့ကျမတို့ဒီ logo မှာပါတဲ့တတိကံလေးတိုင်းပဲပေါ့เนาะနံပါတ်1ကတော့ကျမတို့ရဲ့ခလေးတွေပါကျမတို့စီကိုလာပြီးတော့အံ့နံကြမယ်ခလေးတွေပါနံပါတ်2ကတော့ကျမတို့နဲ့အတူတူလက်တွဲပြီးတော့လှုပ်ဆောင်ကြမယ်ဆရာဆရာမတွေပေါ့เนาะပြီးတော့မှကျမတို့ရဲ့ဒီ profit အပိုင်းကိုတွားပါမယ်ဆရာโอเค ဒီကတ်ပါเนาะအဲ့တော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါ customer centric လို့ပြောလို့ရတာပေါ့เนาะခုရဲ့ customer တွေပေါ်မှာပဲကျွန်တော်တို့အားလုံး site တဲ့ business တစ်ခုပေါ့ပြီးကျွန်တော်တို့ရဲ့ចောင်းသားတွေပေါ်ကျွန်တော်တို့အကောင်းဆုံးဝန်ဆောင်မှုပေးမယ်အဲဆရာဆရာမတွေလည်းပြောမယ်ပြီးမှကျွန်တော်တို့ profit ဆိုတာကိုဆင်တာဟုတ်ကဲ့ Okay အဲ့ဆိုနောက်ထပ်ဟိုတစ်ခုပေါ့ဒါနောက်ဆုံးတစ်ခုပါအဲ့တော့ကျွန်တော် audience တွေအဲ့တော့ဒီအတိုင်းပဲကျွန်တော်လုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင် target audience ကို target ထားတဲ့ audience ကဘယ်သူလဲဆိုတာကအရေးကြီးပါတယ်အဲ့တော့ ဆရာမတို့ကျောင်းရဲ့ engine kit ရဲ့ target audience ကဘယ်သူဘယ်သူဖြစ်မလဲဟုတ်ကဲ့အဓိက target ကတော့ကျမတို့ဒီထိုင်းမြန်မာနယ်စပ်ကိုရွှေ့ပြောင်းလာတဲ့မြန်မာမိသားစုတွေပါပဲပေါ့အဲဒါပေမဲ့ထိုင်းလူမျိုးနဲ့ဒီတခြားဒီလူမျိုးတွေကတော့နေပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့ဆရာမကြီးကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ engine kit ရဲ့ founder ပေါ့နော်ဆရာမကြီးကိုကျွန်တော်အင်တာဗျူးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါရည်ရွယ်ချက်ကောင်းတဲ့ เนาะအဲ့တော့ core value ခိုင်ပါတယ်เนาะကျွန်တော်တို့ USP ခိုင်ပါတယ်အတွက်ဒါဒီလုပ်ငန်းဒီကျွန်တော်ရှစ်တက်ဖို့ပဲရှိပါဒါကြောင့်မို့လို့ကျွန်တော်တို့ engine kit နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့မှလုပ်ဖြစ်ခဲ့တာပါကျေးဇူးများတင်ပါလာပြီးအရေးကြီးဆုံး insight လာပြီးအဲ့ဒါကတော့ future plan ပဲဒီလုပ်ငန်းရဲ့ future plan အဲ့တော့ဒီเจ้าရဲ့ future plan ကပါလဲဆိုတော့ကျွန်တော်တို့က international school ဖြစ်နေတာ เนาะ international school ဖြစ်ပြီးတော့မှာကျောင်းခွဲတွေကျွန်တော်တို့အများကြီးဖွင့်နေတာအဲ့ဒါကြောင့်မို့လို့လည်းကျွန်တော်ကဒီလုပ်ငန်းတည်တည်လေးထဲမှာဝင်ပါလိုက်တာပါပြီးတော့မှကျွန်တော်လေ့လာမယ်အခြေခံအောင် foundation ခံအောင်လုပ်မယ်နောက်နှစ်မှာကျွန်တော်ကဒီကျောင်းကို international infrastructure ကျောင်းအောင်ကျွန်တော်လုပ်ပါပြီးပြီဆိုမှကျွန်တော်ကကျောင်းခွဲတွေဖွင့်ပါထိုင်းလန်ရောနောက်ထပ်တခြားနိုင်ငံတွေရောကျွန်တော်တို့ဖွင့်ပါ အဲ့ဒါဒီအားလုံးကိုလည်းကျွန်တော်က share နဲ့သွားမှာအဲ့တော့အကယ်၍ကိုက share အကြောင်းစိတ်ဝင်စားတယ်ဆိုလို့ရှင်တော့ messenger နဲ့ကျွန်တော်တို့ mail လို့ရတယ်เนาะ mail ကြည့်ပါအဲ့တော့ကျွန်တော်တို့နောက်ထပ် insight တစ်ခုကျွန်တော်တို့သွားအောင်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲအဲ့တော့နောက် insight ကပါလဲဆိုတော့ legal เนาะတရားဝင်မှုအဲ့တော့ကျွန်တော်တို့ကသူများတိုင်းပြည်မှာလုပ်လုပ်ပြီးဆိုလို့ရှင်ရင် legal ကအရေးကြီးလာပြီအဲ့တော့ကျွန်တော်တို့ဒီကြောင်းဆိုလို့ရှင်လည်း legal ဖြစ်အောင်ကျွန်တော်တို့လုပ်တယ်အဲ့တော့ကျွန်တော်ဒီကြောင်းလေးကလောလောဆယ်မှာကျွန်တော်တို့ company ရဲ့အောက်မှာ landing center အနေနဲ့ကျွန်တော်တို့သွားထားတယ် အဲ့တော့ now august လောက်ကနေစပြီးတော့မှကျွန်တော်တို့ကျောင်းကနေပြီးတော့မှ education visa တွေပေးနိုင်တော့မယ်အဲ့တော့ဒီ education visa ကကျွန်တော်တို့ထိုင်းမြန်မာနေဆက်ကကျောင်းသားအများစုရကျင်နေတဲ့ကျွန်တော်တို့ဒီအခွင့်အရေးပဲပေါ့နော်ဒီ visa ပဲပေါ့အဲ့တော့ကျွန်တော်တို့လုတ်ပေးနိုင်တော့မယ်အဲ့တော့ကျွန်တော်တို့က legally ဖြစ်ဖို့ဆိုလို့ရှိရင် principle ကျောင်းအုပ်ကြီးကကျွန်တော်တို့ထိုင်းလူမျိုးဖြစ်ရမယ် director အဖွဲ့ဝင်ထဲမှာလည်းကျွန်တော်တို့ထိုင်းလူမျိုးပါကိုပါရမယ်ပြီးတော့ကျွန်တော်တို့ထိုင်းကျောင်းဆရာတွေကိုလည်းခန့်ထားဖို့လိုတယ်အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့အကုန်လုံး ဖြည့်ဆည်းထားပြီးသားကျွန်တော်တို့ကြောင်းကပြောမှဆိုလို့ရှိရင်ဒါ legal ကိုကျွန်တော်တို့ခိုင်မောင်းလုပ်ထားတာအဲ့တော့ကျွန်တော်ကြောင်းထောင်ခြင်းတဲ့လူတွေလည်းအဲ့ဒီအကြောင်းအရာကိုစဉ်းစားထားဖို့လိုတယ်အဲ့ဒါဒီခိုင်မောင်းလုပ်ထားဖို့လိုတယ်ဒါကတော့ကျွန်တော်ကဒီကြောင်းထဲမှာ investment လုပ်ဖြစ်ခဲ့ပုံဒီကြောင်းရဲ့အားနည်းချက်တွေဒီကြောင်းရဲ့အားသာချက်တွေနောက်ပြီးတော့မှတို့ future plan တွေ legal ဘိုင်းကိုကျွန်တော်ပြောခဲ့တာပါပြီးတော့ကျောင်းသားမိဘတယောက်ရဲ့စကားသံကိုလည်းနားထောင်ပေးပါဦး မင်္ဂလာပါရှင်ကျမနာမည်ကမေရီဘောပါအာကျမသားလေးကအသက်18ပါအင်ဂျင်ခေတ်က GED class မှာတက်နေပါလိမ့်ရှင်ကျမသားလေးကိုနိုင်ငံခြား college တို့မှ university တို့မှာ join ချင်တဲ့အတွက်ကြောင့်ကျမ GED ကျောင်းလေးလိုက်ဆောင်ဆန်းတဲ့အဲ့အတိအမတယောက်ကနေပြီးတော့အင်ဂျင်ခေတ်ကဆရာဆရာမတွေကအတင်ပြလဲကောင်းတယ်အဲကျောင်းလာကလည်းတက်တက်တတရှိရလို့ပြောတဲ့ကြောင့်ကျမအင်ဂျင်ခေတ်ကလာရောက်ဆောင်ဆန်းပြီးတော့သားလေးကိုဒီမှာလာပြီးတော့ကျောင်းအပ်ခဲ့တာပါရှင် engine ခက်မှာ အတွေ့အကြုံရှိရဆရာဆရာမတွေစာတင်ကြားပေးတဲ့အတွက်ကြောင့်တော်တော်လေးကတော်တော်လေးကိုဟိုတင်ကြားတက်မြောက်လာလို့ကျွန်မထင်တယ်ပေါ့နော်ဆရာဆရာမတွေကိုလည်းအရင်ကျေးဇူးတင်ပါတယ်အဲသူ့ရဲ့အင်္ဂလိပ်စာကိုတင်ချရွေးရဲ့အဲတော်တော်လေးကိုသူက improve ဖြစ်လာတယ် အဲနောက်ပြီးတော့သူ့ရဲ့ community scale ကို activity လို့မှာသူတော်တော်လေးကိုပြောင်းလဲသိုးတက်လာအောင်လဲကျွန်မဒီចောင်းတက်နေတဲ့အတော်အတွင်းကိုတော်တော်မြင်ရတယ်။နောက်ကလေးတွေစတင်ချိန်ပြီးရဲ့အချိန်မှာ practice အနေနဲ့ပေါ့နော် guideline တွေထပ်တင်ကြပေးတာလဲစတင်ကြမှုကိုတော်တော်ထောက်ကူဖြစ်တယ်လို့ကျွန်မထင်ပါတယ်ရှင်။ဈေးတက်တက်တားလေးနဲ့လဲចောင်းတက်လို့ရအောင်လုပ်ပေးထားတယ်။ဒါလေးကိုပဲရေရှည်ထိန်းထားပြီးတော့အာနာကအတွက်အထူးကျွန်တဲ့မျိုးဆက်တဲ့ အဲចောင်းသားလေးတွေဝှထုတ်ပေးနိုင်ဖို့လည်းမျှော်လင့်ပါတယ်ရှင်နောက်တစ်ခုကဒီចောင်းမှာတက်နေတဲ့ចောင်းသားလေးနှစ်ယောက်ကိုလည်းကျွန်တော်အင်တာဗျူးထားပါတယ်ကြည့်ပေးပါအောင်အရင်စိတ်ဝင်စားစရာကောင်းပါတယ်Hey <laughs> Sam. <laughs> hey, what's up? How are you today? I'm fine. What about you? Very good. Hey Ivy, how are you today? Um, it's, fine. it's fine. Everything how is alright. Everything is alright. And how long have you been in in JNK school? I've been here for around six months now. Uh, I've been in JNK for eight months. Eight months already. Okay, good. Okay, which class are you in? I'm in Injigit's GD classes. Uh, I'm in GD classes. And how do you think of JNK school? I think it is a great place because it's affordable for most people and while still retaining the quality learning that most international schools have. I think this career is good because most people can afford its wine quality educations. Very good. And how do you think of your teachers? I think they're very understanding and kind and they learn in a very thorough way so that we all understand. The teachers are patient and kind understanding. And what you would like to be in the future? Uh, I would like to be a mechanical engineer. Uh, I want to attend university abroad with my GD diploma and live on my own without depending on my parents uh, by doing part-time job. Do you believe this school can help you to get the life you dream of? Yes, because it provides the foundation of my education. for me to attend a higher education. Yes, I do. I think my dream finally has a solid when I arrived this school. I also gain confidence on how I can achieve my goal. အဲ့ဒါတော့ကျွန်တော် engine kit မှာလက်ရှိကြီးတက်နေတဲ့လူငယ်လေးကိုကျွန်တော်မေးခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်စာကတော့ as you know is perfect. We can say perfect English. ဒါကတော့ကျွန်တော်ရဲ့ business တွေတဲ့ကတစ်ခုဖြစ်တဲ့အကြောင်းရဲ့အကြောင်းလေးကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်ကလောလောဆယ်မှာဒီ business တွေကို share နဲ့လုပ်နေတာဖြစ်တဲ့အတွက်ကိုကတိုင်းတစ်ပါးမှာလုပ်ငန်းလေးလုပ်ခြင်းနဲ့ဘယ်ရဆလို့အမှန်လည်းမသိဘူးတယောက်တည်းလည်းမလုပ်နိုင်သေးဘူးကျွန်တော်နဲ့လက်တွဲခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတူ share လုပ်လို့ရပါတယ်စိတ်ဝင်စားတဲ့သူတွေက messenger မှာလာပြီးတော့မှမေးပေးပါဒီကြောင်းအရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေကအကျိုးတစုံတရာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ကျိုးရိုးစုံရရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းမှာ comment မှာ yes လို့ရေးပေးပါဒီဗီဒီယိုစုတောင်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိတော်နေတည်ဖြစ်ပါစေ thank you